MSP ကျွန်တော်တို့မှာချရတဲ့အမမဆိုးယူရဆေးလွတ်တာပါဒီနေ့ကတော့ကျွန်တော် main ကလေးရောယောက်ျားလေးရောဟိုတာဝန်ယူပြီးတော့စတင်လုပ်ကြတဲ့နေ့ဖြစ်ပါတယ်အဲ့တော့အမယုံကြည်မှုကတော့ဒါကတော့အလုံးလဲမျက်မြင်တွေ့မှာပါအမှန်တည်းပဲအမကရှေ့သိမ့်မထွက်ဘူးလေအဲအမနဲ့ကျွန်တော်နဲ့အမြဲတမ်းအတူဟိုတွဲမြင်တယ်လို့မြင်ပါတယ် ဟုတ်ကဲ့ပါကျွန်တော်တော့ Super National မြန်မာရဲ့မှာ National Director အကောင်းမြတ်သူဖြစ်ပါတယ်အဲမနေ့ကတော့ Mr. ကိုပဲတာဝန်ယူတော့ပါဒီနေ့ကတော့ Mr. နဲ့ Miss နှစ်ခုလုံးကိုတာဝန်ယူချင်းပါတာပါမနေ့က Miss ကိုတော့ဒီ Miss Universe မြန်မာ Organization Hello Media Media ကျွန်တော်တို့ရဲ့မှာချဲ့ရဲ့အမဆိုးယူရဆေးလွတ်တာပါဒီနေ့ကတော့ကျွန်တော် main ကလေးရောယောက်ျားလေးရော ဟိုတာဝန်ယူပြီးတော့စတင်လုပ်ကြနေနေဖြစ်ပါတယ်ဟုတ်အဲ Supra ကအမှန်တိုင်းပြောရရင်တော့ तू ကဒီ Big Fight ထဲမှာပါတယ်ဆိုရင်လည်း तू ပုံစံ format အတိုင်းပဲ host country တွေပါတယ်ကပိုလန်နိုင်ငံအခြေစိုက်ဆိုတော့ပိုလန်နိုင်ငံမှာပဲရှင်းပါတယ်တခြားနိုင်ငံတွေမှာမလုပ်ဘူးရှင်းပြရင်တဲ့နိုင်ငံအားလုံးကဒီ Euro ဘက်ကပိုလန်နိုင်ငံကိုတော့ရှင်းပြရရတယ်ပေါ့နော် तू format ကလေးကလည်းဒီတိုင်းစနစ်တကျရှိတယ်အေးအေးဆေးဆေးနဲ့ပေါ့နော်အဲလိုမျိုးဆိုတော့ဘယ်လိုအမှန်တမ်းပြောမြန်မာပြည်သက်တွေကတော့ရင်းနေတယ် မြန်မာပြည်တည်းကဘာလို့ရင်းနှီးလဲဆိုတော့2013ခုနှစ်မှာကျွန်တော်တို့ခင်ဝင်းဝါတောရောက်ရှင်ပြိုင်ခဲ့တယ်ပြီးတော့ခုနောက်ဆုံးရှင်ပြိုင်ခဲ့တာကျွန်တော်တို့ Cherry Move ပေါ့ဒီရှိမှာဆိုတော့ကျွန်တော်တို့ organization ဖြစ်လို့တာ D ပေါ့နော်အဲဆိုတော့ပြိုင်ပွဲဝင်တွေကအရေးသေးပြိုင်ခဲ့တဲ့ miss တွေကအရေးသေးကောင်းတယ်အဲအကောင်းဆုံးရလက်တွေလည်းရှိမှာရရှိခဲ့ကြတယ်ပေါ့နော်အော်ရရှိခဲ့ကြတယ်အဲ့ဒါဆိုတော့ဟိုမြန်မာပြည်တက်နေတော့မစိမ့်ပါဘူးပွဲလေးကိုတော့အားလုံးသိကြမယ်ထင်ပါတယ်အဲကျွန်တော်ကတော့ main ကလေးကတော့ဒီနေ့မှစလှုပ်မှာပါရှေ့ကတော့အစင်းစက်ကျွန်တော် senior national ထားတာလှုပ်ခဲ့တာအဲဆိုတော့ကျွန်တော်လည်းဒီ miss ကိုဒီနေ့မှ မှန်တယ်ပြောရရင်တော့ရှေ့ရလက်ထိမရောက်ရင်တောင်ပဲကျွန်တော် first cut တော့ပါနိုင်အောင်ကျွန်တော်အကောင်းဆုံးစူးစမ်းသွားပါမယ်အဲကျွန်တော်ကလူတိုင်းမှာတော့၆ပြည့်ကင်းတဲ့လဲဆင်ရတော့မရှိဘူးပေါ့နော်ဒီတော့၆ပြည့်အဲ့ထက်မှမှကျွန်တော်ကအကောင်းဆုံးဟိုအတိအကားကတော့လေအဲကျွန်တော်တို့ guideline ကတော့သူတို့ဘက်ကချထားတဲ့ format ရှိတယ်အဲ့ဒါအပြင်ကျွန်တော်တို့ organization နဲ့အတူတကယ်လက်တွဲလှုပ်ဆောင်နိုင်တဲ့အလှမယ်အလှမအောင်ပဲကျွန်တော်ရွေးချယ်မှာပါအာဒါအရင်ဟိုဟာဖြစ်နေပြီးတော့ကျွန်တော်တို့ organization ရဲ့မှာ guideline တွေဒီ ချမှတ်တဲ့စီကန်းတွေမလိုက်နိုင်ဘူးဆိုတော့ကျွန်တော်သိကြတယ်အဲ့ဒါတော့ကျွန်တော်တို့ပထမဆုံးအရေးကြီးဆုံးလို့ထင်တယ်အဲ့ဒါပြီးတော့ရှိရင်သူရဲ့မှာခုနကပြောတဲ့ before ပြီးရဲ့သူရဲ့မှာတော်မှုထက်မြက်မှုရဲ့အားရအားလုံးစဉ်းစားပြီးတော့ကျွန်တော်အကောင်းဆုံးကိုရွေးချယ်သွားမှာပါအဲအမှန်တမ်းပြောရင်တော့သူတို့ရှေ့မှာ challenge တွေတောက်လျှောက်ရိုက်ခဲ့ပြီးတော့ကျွန်တော်စတော့တွေ့နေပြီစတော့တွေ့နေပြီးဟိုအကောင်းဆုံးအားလုံးကအမှန်တမ်းပြောရရင် မြန်မာပြည်အနေထားနဲ့ပြောရမယ်ဆိုလို့ရှိရင်တခြားပွဲတွေပြန်နေဆိုပွဲ big fight ထဲမှာပေါ့နော်တခြား big fight miss universe တို့ထားပါတော့ဒီ big fight မဟုတ်ပေမဲ့လည်းဒီ miss grand မြန်မာတို့ဆိုလို့ရှိရင်မြန်မာပြည်ကလူအရင်စိတ်ဝင်စားကြတယ်ပြန်ကျင်တယ်ဘာလို့စိတ်ဝင်စားဘာလို့စိတ်ဝင်စားကြလဲဆိုတော့ဒီ platform နှစ်ခုကနေမှာတက်သွားရင်လူပိုးသိမယ် အမှန်တမ်းပြောရလူပိုးတိမယ်သူတို့အရန်ကောင်းမှရှင်လို့ဒီလူပိုးကိုရေးချက်ကြတာများတယ်အဲစူပရာကကျတော့ဒါပထမဆုံးလည်းဖြစ်တယ်အဲပထမဆုံးလည်းဖြစ်တယ်လောက်တာကိုင်နဲ့ဘလို့လုံးမလဲဆိုတဲ့ဟာကိုဒီကြည့်နေကြရတာပြိုင်ပွဲဝင်မှာဖြစ်ဖြစ်ပေါ့သူတို့ကမတီသေးဘူးမတီသေးတော့စွန်စားရမှာနည်းနည်းအဲကြည့်နေတဲ့အနေထားမှာမှဒီနေ့ဆက်ဆက်ချင်းပေါ့ ရွေးချယ်ပြီးကျွန်တော်ဆိုပရာကိုပြိုင်တဲ့ကလေးအားလုံးကိုကျွန်တော် appreciate လုပ်တယ်ကျေးဇူးတင်တယ်ခုပြိုင်မယ့် finalist အကုန်လုံးဘာကြောင့်ဆိုတော့တို့ပထမဆုံးစပြိုင်တာကိုအဲ့ဆိုတော့တို့မှစပြိုင်လာပြီဆိုကြဒီ organization အကြောင်းကိုတို့မှန်တယ်မြင်ရှေ့မှာလုတ်ခဲ့တာရှိပေမဲ့လည်းဒီလိုတည်တံ့လို့တာမရှိသေးတော့ကျွန်တော်ကိုယုံကြည်ပြီးပြိုင်တဲ့ကလေးတွေအပေါ်မှာကျွန်တော်ကျေးဇူးတင်ပါတယ်တို့လည်းအကောင်းဆုံးကြိုးစားကြမယ်လို့မြင်ပါတယ်အားလုံးကိုသဘောကျပါတယ်ကျွန်တော်ကတော့အားလုံးမှာတော့မတူညီတဲ့အရေးချင်းတွေတော့ရှိရပါလိမ့်ဒါပြိတ္တကထပ်တူကြဖို့စိတ်တိုင်းကြဖို့တော့တို့အများကြီးကြိုးစားအောင်ပါပါဟုတ်အမားနဲ့ယုံကြည်မှုကတော့အမှန်တမ်းပြထွေထူးတောင်ပြောစရာမလိုပါဘူးအမားနဲ့ကျွန်တော်နဲ့ဆိုတာအမှန်တမ်းပြောရရင်ကျွန်တော်ကအမားရှိမှ 2019ခုနှစ်ကနေစပြီးတော့ဒီမြေဆွနီဘတ်ညမာရမစီးရီးဒါရိုက်တာအနေနဲ့စတင်လုပ်ကင်ခဲ့ပါတယ်အဲစတင်လုပ်ကင်ခဲ့ပြီးမှတဖြည်းဖြည်းချင်းပေါ်ဒီပေဂျင်ဂျီဝတ္တနာပါရင်နဲ့မှအာတဖြည်းဖြည်းချင်းကျွန်တော်စစူးစားတယ်ပေါ့နော်ကျွန်တော်စူးစားမှုကဒီ9နှစ်တာလောက်အာရောက်ရောက်တဲ့အချိန်မှာအာကျွန်တော်မှလည်းပြည့်စုံနေကျွန်တော်တကယ်စူးစားလို့ဒါကနေရာတစ်ခုရရတယ်ထင်ပါတယ်အမကလည်းဒါ အဲကျွန်တော် Miss Nibat မြန်မာမှာလည်း marketing data အနေနဲ့တာဝန်ယူထားပါတယ် Masuri Way National Data ပြီးလို့ရှိရင်ဒီ sponsor ဘိုင်းဆိုင်ရာတော်တော်များများမှာကျွန်တော် marketing အဲလုပ်ပေးပါတယ်အဲ sponsor ရနဲ့ဒီ spine ဆိုင်ရာလုပ်ပေးပါတယ်အဲ့တော့ family အမှန်တမ်းပြောရင် Supra နဲ့ဒီ Miss Nibat မြန်မာနဲ့အမှန်တမ်းပြောရင် family organization လို့ပြောလို့ရပါတယ်အဲ့တော့အမယုံကြည်မှုကတော့ဒါကတော့အလုံးလဲမျက်မြင်တွေ့မှာပါအမှန်တမ်းပြောရင်အမကရှေ့သိမ့်မထွက်ဘူးလေအဲအမနဲ့ကျွန်တော်နဲ့အမြဲတမ်းအတူဟိုတွဲမြင်တယ်လို့မြင်ပါတယ်ကျွန်တော်ကတော့အဲ့ဒါဆိုယုံကြည်မှုကတော့ အဲ evidence ရှိထားပြီလားပေါ့ဟုတ်ယုံကြည်မှုဆိုတာကလည်းလူတိုင်းအဲ့လိုယုံကြည်ခြင်းတိုင်းတော့ယုံကြည်လို့မရဘူးလေနော်သူရမှအာဒီကျွန်တော်ရမှလုံနိုင်စွမ်းကျွန်တော်ရမှအပေါ်မှာသူတကယ်လဲလူတယောက်ဆိုတာကလေဟို ဟိုဘယ်လိုပြောရုံကြည်ခြင်းတိုင်းယုံကြည်လို့မရဘူးသူလုတ်ခဲ့တဲ့အရာတွေက record ဆိုတာအာရှိရကျွန်တော်ဆိုရင်ကျွန်တော်လုတ်ခဲ့တဲ့ record အကောင်းဆုံးကျွန်တော် Miss Universe မြန်မာမှာဆက်လုပ်တဲ့ sponsor အာဘိုင်းဆိုင်ရာတွေမှာဆက်လုပ်တဲ့အချိန်မှာအားလုံးကအဆင်ပြေခဲ့တယ်ပွဲလေးအောင်မြင်ချင်းမနိုင်ခဲ့တယ်ပြီးတော့ကျွန်တော် Miss Universe မြန်မာကိုဒီ2020ဒီတက်ဆန်တို့နှစ်ကနေစပြီးတော့ကျွန်တော် progression ဘိုင်းကိုလည်း trust ကကျွန်တော်မှာ trust center တိတ်မဲ့ရှိတော့ trust center တိတ်မဲ့တာဝန်ယူထားပါတယ်အဲ့တော့ကျွန်တော်လုတ်ခံခဲ့တဲ့ဟာတွေပုံမှာကြည့်ပြီးတော့ပဲလုပ်ကြည့်ရခင်ပါတယ်ဟုတ်ကဲ့ခုနကကျွန်တော်ပြောလို့လူတယောက်မှာတော့အားလုံးတော့မပြည့်စုံနိုင်ဘူးပေါ့မပြည့်စုံနိုင်အောင်ဒါပေမဲ့မပြည့်စုံနိုင်ပေမဲ့ ဒါကျွန်တော်ရှေ့မှာလည်းအင်တာဗျူးတွေတောက်လျှောက်ဖြေခဲ့ပါတယ်ကျွန်တော်ကမဆူယူဝေကိုလေးလေးလေးစားတယ်ဘာလို့လဲဆိုတော့ဒီမြန်မာပြည်မှာပြည်ကျွန်တီကိုသူတခေဆန်းအောင်သူလုပ်နိုင်ခဲ့တယ်2013ခုမိုးဆက်တုန်းနှစ်ကနေစပြီးတော့သူဒီအချိန်ထိအမာရွေးမရှိအကောင်းဆုံးလို့ပဲရွေးချယ်ကြတာပဲနှစ်တိုင်းတော့ဒါတော့လူကတော့ကြိုက်တာမကြိုက်တာအားလုံးတော့ရှိမှာပဲလေနော်အဲသူရမှာစီးစနစ်ကြမှုပြီးတော့လူကြီးလူကောင်းဆန်မှုပြဿနာတွေကိုကင်တွယ်ဖြေရှင်းတဲ့အခါမှာအာဘယ်လိုပြောရမလဲစနစ်ကြတယ်ပေါ့စနစ်ကြတယ်အကောင်းဆုံးဆိုတဲ့အရာကိုပဲသူဟို တေချာတိကျကျကင်တွေဖြည့်ရှင်းတယ်အားကြောင့်အမှန်နဲ့လေလို့လည်းကျွန်တော်တို့မြင်ပါတယ်ဒါတွေကိုကျွန်တော်အတူတူပါတယ်အမှန်တိုင်းပြောရင်ကျွန်တော်ကဟော့အတိုင်းတိုင်းနဲ့မှပါတယ်ကျွန်တော် CD data ဆက်လုပ်ခါစားပေါ့နော်အသေးဆက်လုပ်အမှားတွေလည်းအများကြီးချက်တခုဆိုရနဲ့အာပြောအဲဒီ trust back မှာလည်းအမှန်တိုင်းပြောရင်ဟိုကျွန်တော်ဟိုဒီအဲ့လို error လေးအများကြီးရှိတဲ့အချိန်မှာကျွန်တော်နောက်ပိုင်းကိုဒီတင်ယူစရာရှိအမမမဟုတ်အမရှိရလဲတင်ယူရဲဒီဘက်ကလည်းတင်ယူအတက်နိုင်ဆုံးတော့အေဂျင်စံနေဖြစ်တယ်အေဂျင်နေဖြစ်တော့အကောင်ဆုံးကိုပဲကွက်ကိုပဲဖြည့်ရှင်းနေတယ်ပေါ့ကျွန်တော်တို့ကတော့ဟိုလိုနောက်ပိုင်းကိုထိပ်ပြီးတားရဟောရရင် သူများတားပြောနေလဲတားကြီးမဖြည့်ရှင်းဖြစ်တော့ဘူးပေါ့ကျွန်တော်ကတော့ဟုတ်အမှန်တမ်းပြောရလို့ရှိရင်ဘဲရမှမစိုးအဖြစ်တစ်ခုကရှိပြီးသားပါနော်အဖြစ်တစ်ခုကရှိပြီးသားပါဆိုတော့ကျွန်တော်တို့ဟိုကျွန်တော်ကတော့စောင့်ကြည့်ပေးပါလို့ပဲပြောချင်ပါတယ်စောင့်ကြည့်ရင်တော့အဖြစ်ကပေါ်လာမှာပါဟုတ်ကျွန်တော်ကတော့ဒီမထိတ်ပါ ကျွန်တော်ကရင်ထိတ်နေစောင့်မြင်ရမယ်ထဲမှာဟိုအမှန်တမ်းပြောရရင်တော့ကျွန်တော်ရင်မထိတ်ဘူးကျွန်တော်က AC ဆေးပဲပြီးတော့ကျွန်တော်ဒီဘက်မှာလဲကို Super Boy လဲရှိရဆိုတော့ကို Super Boy ကိုလဲအာယုံစိုက်နေရတယ်ဘာကြောင့်ပွဲလဲနီးလာပြီဆိုတော့လေတခုမှအမှားပြန်လဲမရှိစီတော့အကောင်းဆုံးစူးစမ်းနေတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်မှာစိုးရိမ်မှုမရှိပါဘူးကျွန်တော်တို့က AC ဆေးပါပဲဖြစ်လာရင်လဲဖြစ်လာတဲ့အတိုင်းပေါ့နော်အားလုံးအားလုံးကဒါဆိုလဲဒါပေါ့အားလုံးကဒါမဟုတ်ဘူးဆိုလဲပြောင်းလဲသွားရင်လဲပြောင်းလဲသွားတယ်လို့ဖြစ်လာမယ်လို့မြင်ပါတယ်ကျွန်တော်ပြောင်းလဲမှုတစ်ခုတော့ရှိမယ်လို့မြင်ပါတယ်ဟုတ် ဟုတ်တယ်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 အဲဟုတ်ပါတယ်အဲ့ဒါတော့ကျွန်တော်တို့တွေကိုအမှန်တမ်းပြောမေတ္တာစာပေါ့နော်လူတိုင်းမှာလည်းချစ်သူမုန်းသူရှိလို့ကျွန်တော်တို့မှာလည်းချစ်သူချစ်သူရှိမယ်မုန်းသူရှိမယ်ချစ်ခင်သူတွေရဲ့မှာအပို့တဲ့ပို့တာတဲ့မေတ္တာတွေစာတွေလက်ခံအများအများကြီးလက်ခံရရှိပါတယ်ကျွန်တော်တို့ဟိုဟိုသူတို့ရဲ့မှာအစိုးရမှုတွေပေါ့အမအဆင်ပြေလားအဲ့လိုမျိုးအများအဆိုးအရာတွေကျွန်တော်တို့လက်ခံရရှိပါတယ်အဲ့အတွက်လည်းကျွန်တော်တို့ချစ်ခင်ပေးတဲ့သူတိုင်းကိုကျွန်တော်တို့ကဒီကနေ့ချီးစွတ်တင်ပါတယ် ခဏပြောဆိုတော့အမမိုင်လေးမှာထည့်ထားရတယ်လေအဲ့လိုပဲစောင့်လိုက်ပါလို့ကျွန်တော်ကတော့ပြောချင်ပါတယ်အမှန်တမ်းပြောရရင်တော့ကျွန်တော်ရောရေးဆုံရင်းရှိတယ်ဆိုပေမဲ့လည်းဒီအရာအခုချိန်မှာပြောလို့မရသေးလို့ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ခုနကပြောခဲ့တယ်လို့ပဲသူလုတ်ခဲ့တဲ့ record တွေအကုန်လုံးကြည့်လို့ရတာပဲလေနော်သူရွေးချယ်တဲ့သူတိုင်းမှာဒါအကောင်ဆုံးသူပဲရွေးချယ်ခဲ့တာအမှန်တမ်းပြန်ရွေးခဲ့တဲ့2013ကနေစပြီးတော့အခုဒီနှစ်ထိဒါဆိုဘယ်သူ့ကိုရွေးမလဲကျွန်တော်ပြောဟုတ်တယ်မလားသူတို့အကောင်ဆုံးတော့တယောက်ချင်းမှာတော့မတူညီတဲ့အခြေအနေအကောင်ဆုံး ဟိုအမှန်တမ်းပြောမြန်မာဆိုတဲ့ဟာကိုသူတို့အကောင်းဆုံး represent လုပ်နိုင်ခဲ့တယ်လို့ထင်ပါတယ်ကျွန်တော်ကမိုးဆက်ကနေစပြီးတော့အခုနောက်ဆုံးဒီကျွန်တော်တို့ဒီနှစ်2025ထိပေါ့နော်အားလုံးကမြန်မာဆိုတဲ့ပုံရိပ်ကိုအကောင်းဆုံးပုံဖော်နိုင်ခဲ့ကြရလို့ထင်ပါတယ်ဒါ record တွေအများကြီးရပါပဲလေကို YouTube မှာကြီးကြီးကိုကဲမှာကြီးကြီးရိုက်ရှာကြည့်လို့ရပါတယ်ပြီးတော့အခုအဲရွေးချယ်ထားတဲ့2023ကနေစပြီးအခုမယ်ဒီအကောင်လုံးလည်းကြည့်လိုက်ပါအားလုံးကသူ့ဉာဏ်နဲ့သူအောင်မြင်နေတဲ့ထိုက်တန်တဲ့နေရာမှာရောက်ရှိနေကြပါတယ်ဟုတ်ကဲ့ပါတယ်ကျွန်တော်ကအအများအမ်းဘယ်ချိန်မင်းမေးကျွန်တော်ကအမအတွေ့ အမားလုတ်ခဲ့တဲ့ဒီဟိုဒီ evidence တွေရောဒီရွေးချယ်ခဲ့တဲ့ဟာတွေပေါ့အကောင်ဆုံးစူးစမ်းအမျိုးသမီးတယောက်နဲ့ပေါ့နော် woman empower ပေါ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေကအဲ့ဒါအမှန်တမ်းပြောကျွန်တော်တို့ဒီပွဲတွေကျင်းပရတဲ့အဲရွေချယ်ချက်ရွေချယ်ချက်တွေအားလုံးမှာဒီ miss ဆိုတာ miss ပြန်ရောအလှပြန်ရောလည်းမဟုတ်ဘူးကျွန်တော်တို့ပြောခဲ့သလိုအမျိုးသမီးတယောက်ရဲ့လုံနိုင်စွမ်းဒါအဲ့ဘက်ဒီမှာလည်းအကောင်ဆုံးတက်ဆိုင်တယ်သူရမှာသူ independent woman ဖြစ်မှုအဲ woman empower ဘယ်လောက်သူစူးစမ်းတယ်အမျိုးသမီး အမှန်တမ်းကဒါအမျိုးသမီးတယောက်ထဲစူးစမ်းနေရဒါအမျိုးသမီးဒီဒုတိယလုံးရမှာအဟိုဟိုပါကြည့်လို့ရတယ်ဗျာ rose နေနေချီချီဆိုတော့အဲ့တော့အမြဲကုန်ပါတယ်အမှတော့ကျွန်တော်ဟုတ်အာဟုတ်ကဲ့ပါကျွန်တော်ကတော့ကျွန်တော်တို့ဒီ season ချင်းမှနေတဲ့ဟာလေးကိုတကယ်သဘောကျတယ်အားလုံးကလည်းတကယ် guideline နဲ့တခြားအာစူးစမ်းနေရတကယ် patient fan assist ဆို assist တွေဆိုလို့ရှိရင်သိပါလိမ့်မယ်အဲ့တော့မြင်းပြီးတကယ်ကြိုက်တယ်ဆိုရင်အားပေးပါအောင်အဲ့ဖိတ်ခေါ်ပါတယ်ကျွန်တော်ဟုတ် Myanmar Star Bazaar